inverter overload error inverter တွေမှာဘာကြောင့် overload error ဖြစ်တာလဲပုံမှန်အားဖြင့်စဉ်းစားကြည့်မယ်ဆိုရင်1000ဝက် inverter ကိုကျွန်တော်တို့1000ဝက်လုံးသုံးလို့မရပါဘူးသူ့ကို20%နှုတ်ပြီးတော့ channel ဝက်ကိုပဲအသုံးပြုလို့ရပါတယ်ဥပမာပြောရင်1000ဝက်ဆိုရင်ဒါ80% 80%သုံးလို့ရတာဆိုတော့800ဝက်ပေါ့နော်ဒါပေမဲ့အဲ့800ဝက်လုံးသွားသုံးရင်ဘာဖြစ်လဲဆိုတော့ inverter ရဲ့လုံးလုံးလုံးဆောင်နိုင်စွမ်းကို အများကြီးထုတ်သွင်းလို့ရှိပြီအဲ့အင်မတာသည်အပြည့်မြန်တတ်ပါတယ်။အဲ့တော့ကိုကကိုတကယ်သုံးမဲ့ဝက်ကဘလောက်လဲ။ဥပမာ၈၀၀ဝက်ကိုပြန်ပြန်၄နာရီလောက်သုံးကျင်တာဆိုရင်ကျွန်တော်တို့ဒီဝက်တစ်ထောင်အင်မတာနဲ့မလုံလောက်တော့ဘူး။1500အင်မတာနဲ့လည်းမလုံလောက်တော့ဘူး။ဘလောက်မှသုံးသင့်လဲဆိုရင်အနည်းဆုံးဝက်2000လောက်သုံးသင့်တယ်။ပြီးတော့ဘက်ထရီဥကိုကြတော့ ဒီတွဲဖို့တစ်လုံးနဲ့မလုံလောက်တော့တဲ့တွဲဘက်ထရီကိုနှလုံးပေါ့နော်24ဖို့အင်ဗာတာအသုံးပြုပါမယ်အစင်မြေပေးပါလိမ့်မယ်ဒီ overload အဲ့ဒါကဘာလို့ပေါ်တာလဲဆိုရင်ဒီအင်ဗာတာကနေကျွန်တော်တို့ထုတ်သုံးတဲ့အားဒီသူက1000ဆိုရင်ဒါအထောင်း6000လောက်တုံးရမှာပေါ့เนาะဒါမဲ့ကျွန်တော်တို့ဆွဲတဲ့အားက8600ဝက်ထက်ပိုသွားတယ်ပေါ့ ပို့သွားရဆိုရင်သူက overload error ပြပြီးတော့မိကြီးအကုန်လုံးဖြတ်ချလိုက်ပါတယ်။ဒါက overload error ပေါ်တာပါ။နောက်ထပ် overload error ပေါ်တာကပါရှိသေးလဲဆိုတော့ inverter ပြက်လို့လဲ overload error ပေါ်နိုင်ပါတယ်။နောက်တစ်ခုကြားထဲမှာပေါ့နော်။ကျိုးရီပါးကြီးလွှင့်ရင်လဲ overload error ပေါ်တတ်ပါတယ်။ခုပဲတတိထားမှာကဒီ inverter ရဲ့လုံဆောင်နိုင်ခြင်းအတွက်ကိုက အများကြီးပို့အသုံးပြုမှုပါပဲအဲ့ဒီလိုအသုံးပြုမိတဲ့အခါ overload error ဆိုရင်ဒါကသူတို့မီးဖြတ်ချလိုက်တယ်ဆိုမှတစ်ခါလီမှာကိုကအများကြီးစောင့်ဆွဲလိုက်လို့ဖြစ်သွားတဲ့အခါအထက်ကခွိုင်းမျိုးပါပြတ်သွားတတ်ပါတယ်။ထဲမှာပါတဲ့စက်ပစ္စည်းလေးတွေပါပြတ်သွားတတ်ပါတယ်။အဲ့လိုပြတ်တဲ့ဆိုရင်ဒါကဟိုပြင်ရဆင်ရတာအစားပေါ့နော်အများကြီးကုန်တာပေါ့နော်နောက်တစ်ခုဒါ user fault ဖြစ်တဲ့အတွက်လည်းဒါအမကန်နဲ့ပတ်သက်ရင် claim ကိုတိတ်မသိကြပါဘူးခင်ဗျာ။